အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်နိုဝင်ဘာလ25ရက်စီးရီးသတင်းကောင်းဆုံးသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရယခု YouTube content video လေးကိုလည်းလက်မလေးတွေထောင်ပြီးတော့ comment လေးတွေရေးပေးကြဖို့မေတ္တာရပ်ခံပါရစေခင်ဗျာကံဝန်နေတာတနေ့နိုင်တိုင်းကျွန်းစုမြို့နယ်ဖရရတဲ့ကြည်ရာနီးမှာဖြီတုစစ်အဖွဲတစ်ဖွဲဟာအရရင်နှစ်စီးနဲ့ စီရဲရွှေပြောင်းမှုတစ်ခုပြုလုပ်နေစမှာဒေသခံကာဝေးတပ်တွေရဲ့စီးနင်းတိုက်ခိုက်ခံရပါတယ်ချောင်းကျမမစင်ကြောင်းလည်းလည်းဘုံစီပါဝဲလက်နဲ့ခေယံဆက်ဆက်ပစ္စည်းအချို့ကိုတိမ့်ဆဲရရှိခဲ့တယ်လို့သိရှိရပါတယ်။အကြမ်းမဲ့တအတွက်ကတော့တရားမဝင်ရွေးကောက်ပွဲဒုတိယအကြိမ်မှာစီးရင်ထုတ်ပြန်တဲ့တဲကိုတင်းနာရီမြို့နယ်နဲ့ကျောစုမြို့နယ်ကိုထယ်သွင်းကြီးညာပြီးချိန်မှာပဲမောင်းတော်မြို့ကိုလက်လွတ်ခဲ့ရသလိုခြေကုံစကားငယ်တွေကိုလည်းစီးနင်းတိုက်ခိုက်ခံရမှုတွေဇက်တိုက်ပြီးပါကြုံတွေ့နေရပြီဖြစ်ပါတယ်။ ဇဝဲမြိတ်လမ်းမိုင်းကိုတော့ဇမန်နေ့နေကင်းဆန္ဒနာကြီးမှာဖွင့်လိုက်ပြီးတော့သိရှိရပါတယ်။ဒါလည်းဒီနေ့ဖွင့်တယ်နောက်နေ့ပြန်ပိတ်တယ်။ဒါဒီလိုမျိုးဖြစ်နေတာဆိုတော့အထူးသန်းသတင်းတော်မဟုတ်လားပါဘူး။ဇာပေမဲ့လည်းဒေတာကန်ပြည်သူတွေကတော့ဒီကာလန်အဖွင့်အပိတ်နဲ့စိုက်ပွဲတွေပေါ်မှာကြည့်ပြီးတော့တွာလာလှုပ်ရှားနေကြတာကိုလည်းကိုကျင်းစာစပွဲကျွန်တော်တို့တွေ့မြင်ရပါတယ်။ ကရင်နဲ့မြောက်ရီကြားပြမျိုးတော့ Facebook ကိုမှာတော့အစာဥတွေဖြိုချမှာမဟုတ်ဘူးလို့ဆိုနေပေမဲ့ဖိုင်တော့မေကာစီနိုရုံကိုတော့ရေးချောင်းဆိုရင်တရုတ်ပြဖြည့်စည်းဖို့အသင့်ပြင်ဆင်ထားပြီဖြစ်ပါတယ်။ကြားပြနေဟိုပြည်ရင်းမျိုးကြီးတွေစီတို့ရွှေပြောင်းနေကြတယ်ဆိုပေမဲ့အဖျားနာတွေလောက်တာဖြစ်ပါတယ်။ဗီဂျီယာဌာနတို့အနည်းအားရှင်းယုံလိဗီလာနဲ့ချစ်လူမြတ်တာဟိုတယ်တို့မှာအကြီးဆုံးကြားပြနေကိုထိမ့်သိမ်းထားတာကိုတွေ့ရပါတယ်။ ချစ်သူမြတ်တာဟိုတယ်ကတော့ဘသူပိုင်ဆိုင်လဲဆိုတာကိုစုံစမ်းနေရသေးတာဖြစ်ပါတယ်စုံစမ်းခဲ့တယ်လေနာမည်ကကြည့်ပါလားနော်ချိန်သိမ်းခံရရတယ်ရှားပြဆရာကြီးများစီကနေ CGR တွေဟာလိုချင်တဲ့ငွေပမာဏတောင်းလို့မရရင်၎င်းတို့ပိုင်ဆိုင်တဲ့လုပ်ငန်းတွေကိုဝင်ရောက်စီးနှင်းမှုတွေပြုလုပ်နေတာလို့သိရှိရပါတယ်ချိန်သိမ်းကြပြန်ဘူယာမီလာရတော့တွာလာလှုပ်ရှားနေရတာတွေ့ရတာပါသေးတယ်ချေယုံလီဗီလာဆိုတာကတော့ ရခိုင်ကလေးကကြားပြနေရှိတဲ့နေရာဖြစ်ပြီးယခုအခါမှာတော့ကြားပြနံပါတ်1ဝန်ထမ်းတွေကိုစုစည်းထားရဖြစ်လို့နေပါပြီ။ပါပြီလား။အစားအုပ်များများသာသာ မရှိလာပဲ72လောက်၅လုံးနဲ့သာရှိနေပါလေ။အများအမြင်မှာရွှေကုတ်ကိုဟာပွဲပြက်နေတဲ့အောင်ရှိနေပေမဲ့ရ90ပွဲတော်ဆိုပြီးလွတ်ပေးထားတယ်လို့သိရှိရပါတယ်။လက်ရှိလုံခြုံရေးနဲ့စီစီရေးပိုင်းကိုအမှတ်20နှစ်ခြေလင်တက်မှဌာနချုပ်ရဲ့ G2 ရှင်းဦးစီးမှုဒုတိယတန်းဘုံမှုတယောက်နဲ့တက်မှတ်စီစဉ်စေစစ်ကြောမှုအဆင့်ရှိတယ်ဒုတိယတန်းမှုအဆင့်ရှိသူတို့ကစာရွက်စာတမ်းအနေထားရကိုကဲကင်တွယ်နေခြင်းဖြစ်တယ်လို့တော့သတင်းထုတ်လွှင့်ထားပါတယ်ခြေကုတ်ကုန်မျိုးမနေ့ရှိညရှိလော်ဒောင်းချထားပြီလို့ဆိုပေမဲ့အဲ့ဒီသတင်းကတော့အတီးပြူရန်စဉ်းစစ်နေသေးတာဖြစ်ပါတယ်ခြေကုတ်ကုန်မှာဖုံဖုံပြီးပြီးလှုပ်ဆောင်နေပြီမဲ့မြဝီတောင်ပိုင်းမင်းလက်ပံမှာတော့အရှက်ကွဲရပြန်ပြီဖြစ်ပါတယ် အကြမ်းဖက်တိုင်းရဲ့စစ်ကြောင်းတွေဟာမင်းလက်ပံရွာတွေကိုအသေးအတန်ဝင်ရောက်နိုင်မှုကြိုးစားနေကြမှာပဲ GGB ဘူသခွားသီးပိုင်တဲ့ချားပြန်အလုပ်ရုံကို KPR လေးစက်တရဝင်ရောက်စီးနှင်းနိုင်ခဲ့တာကိုတွေ့ရပါတယ်လုံချုံရေးလုံမင်းနေတယ်ဒီ GGB တပ်ဖွဲ့ဝင်အယောက်20နဲ့လက်နက်ငယ်120ကျော်ကိုလည်းစိမ့်ဆဲရရှိခဲ့ပါ ဒီကဗီရတရားစစ်ကောင်စီစစ်ကြောင်းတွေကိုကူညီတိုက်ခိုက်ခဲ့ပေမဲ့မင်းလက်ပံရွာမှာရှိတဲ့သူတို့တပ်ဖွဲ့ခေါင်းဆောင်ပိုင်တဲ့အကြမ်းဖက်အလုပ်ယုံမှုတော့မကာကွယ်နိုင်ခဲ့တာကိုလည်းတွေ့ရပါတယ်။ကြားပြအလုပ်ယုံတွေကနေလက်နက်ငယ်ပစ်ပေါက်ခဲ့မှုတွေရှိတာကြောင့်ဝင်ရောက်ထိန်းသိမ်းခြင်းဖြစ်တယ်လို့တော့သတင်းတွေမှာဖော်ပြထားတာကိုတွေ့ရပါတယ်။ပြောရမယ်ဆိုရင်တော့သခွားကြီးလည်းမြေုပ်ကြီးကတွေ့တော့တို့ပြီးအစားခံသွားလိုက်ရပြီလို့ပဲဆိုရမှာဖြစ်ပါတယ်။ စကိုင်းတိုင်းခေုံမြို့နယ်တွင်းကိုရှေကုတ်စကန်းချောက်ကိုကျိုးစားတဲ့အကြမ်းဖက်တိုက်ရဲစစ်ကြောင်းတွေကိုတုတ်တင်နိုင်ခဲ့တာရှိပါတယ်။ချက်မလူမြို့နယ်ကာဘိုးပြည်သူ့စစ်စခန်းကနေထွက်လာတဲ့အမတ်33ခြေလင်တပ်မဌာနချုပ်လက်အောက်ခံတပ်တွေနဲ့ပြည်သူ့စစ်စစ်ကြောင်းတခုဟာမုံလရွာမှာယာယီအခြေပြုလာခဲ့တာရှိပါအင်းအနေအဝန်ကျင်ကပါတဲ့၎င်းစစ်ကြောင်းဟာပြည်နောင်ကြီးရွာဘက်ကစစ်ကြောင်းပုံတက်ပြန့်ရွေရှားလာစဉ် ဒေသခံကာကွယ်ရေးတပ်တွေဟာစောင့်ကြိုတိုက်ခိုက်ခဲ့တဲ့အတွက်အထိနာပြီးမုံလာကျေးရွာပဲသို့ကစင်ကလျာဆုတ်ခွာဖျက်ပြေးသွားခဲ့ရပါတယ်။မူလာချေပြူရမုံလာကျေးရွာကိုပြန်လည်ရောက်ရှိစုဖွဲ့ပြီးချိန်မှာတော့အစိကံရုံးများအသုံးပြုကပြန်လည်တိုက်ခိုက်လာတဲ့အတွက်ဒေသခံကာကွယ်ရေးတပ်တွေဟာအခြေအနေပြန်လည်ပြီးတော့စောင့်ကြည့်နေရသေးတာဖြစ်ပါတယ် ဆုတ်ခွာထွက်ပြေးသွားတဲ့အကြမ်းဖက်တိုက်ရဲစစ်ကြောင်းကိုထက်ချက်လိုက်စစ်ဆင်နေတဲ့ဖြစ်တယ်လို့ဆယ်ရောင်းနဲ့အထက်အထူးကရှိနိုင်တယ်လို့ဆိုပြီးရေးပြစ်စင်ကနေစစ်တုံပန်းအပါအလောင်းအလက်30ဝန်းကျင်ရရှိထားပြီးဖြစ်တယ်လို့တိုက်ပွဲဝင်ခဲ့တဲ့တော်လိုင်းတပ်ဖွဲ့ဝင်တချို့ကဆိုပါတယ်နောက်ဆုံးအနေနဲ့ကလည်းလုံလုံးတိုင်လုံးသာရှိနေတယ်မို့ထုတ်ပြန်ကြေညာချက်မထုတ်ပြန်နိုင်သေးခြင်းဖြစ်ပါလိမ့်မယ်ခေဦးမြို့နယ်မြေပြင်ကာဝေးတပ်ဖွဲ့တွေကနေသတင်းထုတ်ပြန်လာခဲ့ပါပြီ ကျွန်တော်တင်ပြပြီးပြောခဲ့မှုပါတယ်ကျွန်တော်ရဲ့ဒီ YouTube content စီးရီးသတင်းကောင်းတို့30ချက်တည်းဟာချစ်စင်နေပြီးအမှသုံးသက်ရတာရှိတယ်လို့ကြိုတင်ခံမှန်းချက်တွေလည်းပါပါတယ်ခံမှန်းချက်တွေကတော့စောပါတယ်မှန်တာလဲညားတယ်ဆိုတော့ဒါမိဘပြည်သူများအသိပဲဖြစ်ပါတယ်ဒီလိုသုံးသက်ချက်တွေမှာတော့အားလုံးပြီးကံမှသာစောင့်ရတာဖြစ်တဲ့အတွက်တချို့ဟာတွေကနောက်ကျတယ်လို့ထင်ပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်အားလုံးပြီးကံမှစောင့်စားပြီးတော့ထုတ်တာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ရဲ့ ဒီ30တင်ပြချက်တွေဟာ12နှစ်လောက်အကြအကွာကြကမှမိဘပြည်သူများထံကိုရောက်တာဖြစ်ပါတယ်။နောက်ပိုင်းကျရင်တော့ကျွန်တော်ဒီ update ပေါ့ update ချက်အောင်ကျွန်တော်တို့ဒီနှစ်ကုန်ပိုင်းကနေစပြီးတော့စူးစမ်းပေးတော့ပါမယ်။ခင်ဦးဖြစ်စင်မှာတော့ကျွန်တော်တို့လက်နေကင်23လက်ရရှိထားပါတယ်ကျွန်တော်တို့ဆက်လက်ချက်လက် RPG တလက်60မမဘီအေကွန်မန်တို့စိန်ကြောင်းတလက်အပါဝင်ပေါ့နော်အမေတက်က10လက်အမေ3က3လက်အမေလေး ုံးပြေလောင်ချာကျလက်ပြီးရင်ကျွန်တော်တို့ G3 3လက်စနိုက်ပါတစ်လက်အပါဝင် M1 တစ်လက်လဲစုစုပေါင်း22လက်သိမ်းဆည်းရရှိထားပါတယ်ကျွန်တော်တို့ဒီအကြမ်းဖြစ်ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ဆက်လက် RPG 60မမဆိုတော့ဒါအ ਨੇ ဆုံးတက်ခွဲလက်နဲ့စက်စုလက်နဲ့တွေကိုသိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ M3 3လက်ကိုပါတွေ့ရတဲ့အတွက်အ ਨੇ ဆုံးကျွန်တော်တို့စက်စုမူစက်စုတက်ကြကြီးအဆင့် level တွေအဖြစ် ကြဆုံးနိုင်တယ်လို့တော့ဒါကျွန်တော်တို့အကြံဉာဏ်ခံမှန်းလို့ရပါတယ်ဘောလုံးမျိုးနဲ့ခြေစည်းဝန်းရဝင်းကျင်မှာလည်းအထီးတွေ့တိုက်ပွဲပြင်းထန်ခဲ့တာရှိပြီးရှေဘုံနယ်မြေကတပ်တွေကနေလက်နေကြီးပြစ်ကူရယူထားခဲ့တာကိုတွေ့ရပြီးတော့အပေါင်းအနှုတ်ကတော့မသိရှိရသေးဘူးဖြစ်ပါစကိုင်းမင်းကနမိုင်းဝါချဲရွာဝင်းကျင်မှာတော့လက်နေကြီးတွေပါအသုံးပြုခဲ့တဲ့ထီးတွေ့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာရှိပါတယ် အထင်းကြီးအနေနဲ့ကတော့နှစ်ယောက်တည်ဆုံမှုရှိခဲ့ပြီးညီလေးဘက်ကဆိုတာကိုတော့မသိရှိရသေးပါဘူး။ကျန်ပြန်လေးမနေ့ပိုင်းမှာတော့ကျွန်တော်ချောင်းပေါက်ရွာလေးဘက်မှာကာကွယ်ရေးတပ်တွေလှုပ်ရှားမှုရှိတဲ့အတွက်အကြမ်းဖက်တိုက်ရဲ့မြေပြင်စစ်ကြောင်းတို့ဝင်ရောက်မှုအစီအမံရှိနေတယ်လို့စုံစမ်းသိရှိရပါတယ်။ကျမလေးမနေ့ကသောမှာတော့တန်ဆန်မျိုးနဲ့ကာထုမကြီးရွာကိုတိုက်လေရင်းနဲ့လေချောင်းတိုက်ခဲ့မှုနှစ်ကြိမ်ပြုလုပ်ခြင်းခံရရပြီးဆေးရုံအနီးကားဝက်ရှော့ကိုထိမှန်ခဲ့တဲ့အတွက် အလုံသမား6ဦးတည်ဆုံးခဲ့ရတယ်လို့စေယုံဓာတ်မှန်ဆောင်ကိုလည်းထိမှန်ပြသခဲ့ရပါတယ်။ကံတော့မစေယုံဟာပြီးခဲ့တဲ့စက်တင်ဘာလအတွင်းကလည်းလေချောင်းတက်ခဲ့မှုအပြင်းထန်ခံခဲ့ရပြီးတော့စစ်သေးကြလော်ဘီတွေရဲ့ညွန်ပြတောင်းဆိုမှုတွေအများဆုံးပြုလုပ်နေတဲ့နေရာလဲဖြစ်ပါတယ်။ PNN နဲ့မြန်မာတော့ကြမ်းမတ်တာဟာသွေးလေချောင်းချားနေတာကိုတွေ့ရပါတယ်။တရားမဝင်ရွေးကောက်ပွဲကာလမှာ KNY ပူပေါင်းတပ်တွေရဲ့ထိုးစစ်ကြီးစတော်မယ် အင်အား2000ကျော်3000နီးပါးစုဖွဲ့နေပါတယ်ဆိုပြီးတော့အတန်တွေစပြီးကြားနေရပါဦး။လိုက် ကော်မျိုးသိတိုက်ပွဲပြန်ဆလာနိုင်တယ်ဆိုပြီးတက်လှန်နေတာမျိုးလည်းတွေ့ရပါဦး။နည်းနည်းပါးပါးလည်းချင်းချင်းပေါ့ဗျာ။အင်အား2000 3000ဆိုရင်နေပြီးတော့တောင်တက်သိမ်းလို့ရပါတယ်။မဟုတ်ဘူးသူတို့တိုက်တော်မယ်ဆိုတော့အတန်ပေါ့နော်လန့်တာလန့်တာ။လေရင်လာလို့ကောင်းအောင်လို့ကျွန်တော်တို့ကြုံဦးတယ်ကြုံဦးတယ်ဆိုရင်ဘာပြောလဲဆိုတော့ကျွန်တော်တို့အရင်တော့ ခံရတာအများဆုံးကတော့ကျွန်တော်ရခိုင်တောင်ပိုင်းမှာပါပဲအဲရခိုင်ချင်းတောင်ပိုင်းပါနော်ရခိုင်ပြည်နယ်ပဲပေါ့နမခနမခခွင်ချင်းပြည်နယ်တောင်ပိုင်းမှာဖြစ်တယ်ခံရတယ်ဖြစ်တယ်ခံရတယ်ဘာပြောလဲဆိုတော့ဗီနီယောလောက်လဲဆိုတော့ကျွန်တော်လက်ထပြီးလူရေလို့ရတာမဟုတ်လीမသိဘူးအားနဲ့အနည်းဆုံး၄60တော့ရှိမှာပေါ့ဒါမဲ့ကျွန်တော်တို့ကလည်း၄60ပါပဲအဲ့၄60ချင်းကိုခံရတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ညံ့လို့ပေါ့ဗျာပြောရမယ်ဆိုရင်တော့ဒါမဲ့ကိုယ့်ကိုယ်တော့ညံ့နေလို့တော့မပြောဘူးပေါ့သိတယ်မလားအောက်က ကိုချင်းညာထောင်းတဲ့ထမ်းတဲ့ဝဲသားတွေကဖြစ်ပြီဆိုတာနဲ့ဘာမှမဖြစ်တော့အမှလိတ်ပက်လက်လမ်းလိုပဲဆိုတော့ကျွန်တော်တို့လည်းညံ့တဲ့အနေအထားကိုရောက်သွားတာပေါ့အဲ့တော့အေးမင်းတို့တောင်းထားတောင်းထားလေရင်ကူလာမယ်ပေါ့နော်အဲ့ဒီနေရာလေရင်ကူလာမယ်ရဟရင်ကူလာမယ်ဖယ်တယောက်လောက်ရှိတော့ဆိုကျွန်တော်လည်း90ပေါ့ဟဲ့အာမင်းတို့ကောင်တွေလည်း90မင်းတို့က90ဟိုကောင်တွေက90ဆိုရင်မရဘူးပေါ့နာတာအဲ့တော့ဟဲ့အာ200ပြော300ပြော400ပြောအဲ့လိုပြောခိုင်းတာအဲ့ဒါမှသူတို့ကလေလာတာအားရှိတယ်တဲ့ အဲ့လိုပေါ့အခုလဲ2000 3000ဆိုပြီးတော့ကြိုပြီးတော့ကြောက်လန့်ကြားနဲ့អော်လာလို့ပဲဒါကျွန်တော်တို့ကတော့ຕົုံးတက်ရပါတယ်အဲ့လောက်ကတော့ပြောရမယ်ဆိုရင်တော့မရှိလို့ပေါ့ရှိရင်တိုက်ပြီးပေါ့ဟုတ်တယ်မလားဘာမှတော့သတင်းပေါ်နေမှာမဟုတ်ဘူးကျွန်တော်တို့တလေးလုံးစစ်စစ်တော့ဘာသတင်းပေါ်တော့ဘာမှမပေါ်ဘူးဒီတိုင်းတိုက်တော့တာအဲ့လိုပဲသူတို့သွေးလေခြောက်ချတာပေါ့ဟိုအရင်တော့ဆိုရင်တော့ဒါသွေးလေခြောက်ချရင် KD ban တို့ဟိုလိုလာပါဟိုကျွန်တော်တို့ ရွှေဝင့်မုံလို့လားပန်းဝင့်မုံလို့အဲအဲ့ဒါတွေတောက်တက်ရတော့မှာပေါ့နော်အဲ့ဒါတွေသူတို့အာမီဒန်လေးနဲ့သာတောက်လာရဲဆိုပြီးပြောရမယ်အနေထားပါမြေပြင်ရှင်တွေကတော့ဒေါ်တချာငါမြောင်ဒေါငန်ကဖျားနီလရိန်တဝိုက်နေရာစုံနီးပါးထိတွေ့မှုတွေရှိခဲ့ပြီမယ်လရိန်ဘက်ကပေါ်ပြည်သူစစ်စေးကြောင်းကတော့အထိနာပြီးတော့ပြန်ဆုတ်သွားပါငါမြောင်ဘက်မှာလည်းအထိနာခဲ့တဲ့အတွက်တိုက်လေရင်နဲ့ဘုံချတိုက်ခိုက်သွားခဲ့တာကိုတွေ့ရပါတယ် ဒေါ်ရကြဘက်မှာတော့မနက်ပိုင်းခဏသာဖြစ်ပွားခဲ့ပြီးမိုင်းလုံးနဲ့နတ်ဆန်ခန်းချသုံးမြောင်းစကန်းကိုတော့ KNI ပူပေါင်းတပ်တွေကစီးရင်တိုက်ခိုက်မှုရှိခဲ့ပေမဲ့နှစ်ဖက်အထိကိုက်တော့မသိရှိရသေးဘူးဖြစ်ပါတယ်။ KNI ဒေသရဲ့အားရရဲ့ဒီမော့ဆိုအနောက်ခြမ်းတနေရာအခြေပြုထားတဲ့လက်ပိုင်းဒေသစေယုံကြီးကိုတိုက်လေရင်နဲ့ဘုံချတိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်ဒေဆုံးမှုများပြားနိုင်ကြောင်းသတင်းတွေထွက်ပေါ်လာခဲ့တာကိုတွေ့ရပါတယ်။ဖားသောမြို့နယ်ထူးခြားတဲ့ဒေသကိုလည်းတိုက်လေရင်နဲ့တိုက်ခိုက်ဖြစ်စီမှုရှိခဲ့ပေမဲ့တရား အထိကပြည့်စည်မှုအခြေအနေကိုတော့မသိရသေးဘူးဖြစ်ပါတယ်။ဇထိုင်းဒီနဲ့အကြောက်ပြုံမျိုးနဲ့အတွင်းမှာတော့ဂျာမတန်ဟာမြေပြင်စစ်တောင်းတွေလှုပ်ရှားနေတာမျိုးမတွေ့ရတော့ပဲဇေချောင်းအတွင်းမှာကြောက်ကြရန်နာထားတဲ့စစ်ရည်ရွယ်တွေကလေမင်းရတိုက်တယ်ရှင်ဘုတ်ရွာမှာဘုန်းကြီးကျောင်းကိုလက်နဲ့ကြီးနဲ့အကြောင်းမဲ့ပြစ်ခတ်လျက်ရှိနေပါတယ်။ဇထိုင်းတောင်ပိုင်းအဆိုဆုံးဖြစ်တဲ့အေရီတိုင်းအတွင်းမှာတော့တာပေါင်းမျိုးနဲ့တဲပြူရွာနဲ့ခြေတောင်ရွာမျိုးအနီးမကြီးစင်ရွာအနီးမှာထိတွေ့တိုက်ပွဲတွေဖြစ်ပွားလာခဲ့တာကိုတွေ့ရပါတယ်။ ခွားမြို့နယ်ကမ်းခြေတစ်လျှောက်မှာစစ်ရေးရေးတုံးစီးနဲ့လူနေအေရီယာတွေကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကြီးနဲ့အကြောင်းမဲ့ပြစ်ခတ်ဖျက်ဆီးမှုတွေစတင်ပြုလုပ်လာတာကိုလည်းတွေ့ရပါတယ်။မကွတိုင်းနောက်ကျန်းချိုးပင်ကောက်မှာတော့ဇက်တိုက်ဆိုသလိုပဲဆက်ပြီးတော့အတီးခံထားရပါတယ်။ဇီကုံမြို့နယ်ထဲမှာကာရာအိုကေဆိုရင်လက်ပြီးရောက်သွားလို့အမှတ်တုံးကာဝေးပစ္စည်းဆက်ရုံကဘိုးကြီးမျိုးသားတော်ဦးစီးရဲ့ စစ်ပေါင်း30ဖွဲ့အားထန်းနမေရွာဦး၎င်းမင်းရဲ့6နာရီခွဲမှာရောက်ရှိလာပြီးနောက်နိုင်ပိုင်းကြာမှာပဲကျုပ်ပေကောင်းမြို့ဝင်စစ်စေးဂိတ်ကိုဒေသခံကာဝေးတပ်တွေကလျှက်လျက်စီးနင်းတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။အစောပိုင်းတိုက်ခိုက်မှုမှာချမ်းမတ်တပ်က9ရောင်မက်စီကလက်နက်ခဲယံတချို့သိမ်းဆည်းရရှိခဲ့ပြီးတော့အထူးကိမရှိအောင်မြင်စွာစုခွာနိုင်ခဲ့တယ်လို့သိရှိရပါတယ်။လက်ရှိဆိုရှယ်မီဒီယာမှာရဲတူဆိုပြီးပြန့်နှံ့နေတဲ့ကိစ္စလေးတွေ့ရပါတယ်။ဒါဒါကိစ္စကတော့ ဟိုဘက်မှာဟိုဘက်ရက်ကွက်ကဖြစ်ကြတဲ့တိတော့မှာတိတော့မှာဖြစ်တဲ့ပြဿနာဖြစ်ပါတယ်။ဒါပေမဲ့ဒီဘက်မှာလည်းကျွန်တော်တို့တွေ့လာလို့ပါပြောပြပါမယ်။ဒီလိုဖြစ်စဉ်မျိုးကဘယ်လိုပြောရမလဲဆိုတော့ရဲဆိုပြီးလိန်တဲ့သူကိုတော့ကျွန်တော်မပြောတော့ဘူး။ယခုပြင်ပြပါယူနီဖောင်းတပ်ဖွဲ့ကိုမြင်လိုက်ရင်မိစ္ဆာသူတွေကတော့သိကြပါလိမ့်မယ်။၎င်းတပ်ဖွဲ့မှာဝစ်စင်ထားတဲ့ယူနီဖောင်းဝစ်စုံဟာစာဖာရီအင်ကြီးလို့ခေါ်ပြီးတော့အင်အားနည်းတဲ့စာသာရေးနေတွေမှာအရာရှိအဆက်နေတာဝစ်စင်ရတာဖြစ်ပါတယ်။ ဇာတိဥရုအပေါ်မှာမူတည်ပြီးတော့လက်တုံနဲ့လက်ရှည်နှံမျိုးရှိပါအခုသူဝိထားတဲ့လက်ရှည်အင်းကြီးကိုလုံးဝလုံးဝလက်ခောက်ဝိစဉ်လို့မရအောင်ဖြစ်ပါတယ်ကျန်တဲ့အင်းကြီးရဲ့မျိုးသားတွေလက်ခောက်လို့ရပါတယ်ပြီးရင်အခုလိုမျိုးပဲလက်ခောက်ဝိစဉ်လို့မရတဲ့အင်းကြီးတွေအများကြီးရှိပါသေးတယ်ဒါကြောင့်တဖာလေကြရင်စက်ရဲနဲ့နိစ္စသူတွေတောင်မျက်စိလဲတတ်တာမို့ကြုံရင်ကြုံတယ်လို့ချင်းပြရခြင်းဖြစ်ပါတယ် ပြီးရင်အင်ဂျင်ဂျင်ဘက်မှာတက်ထားတဲ့အစားပစ်တန်းလို့ခေါ်တဲ့စစ်မှုတန်းနဲ့စိတ်ကိုကြည့်ရင်လည်းသိနိုင်ပါသေးတယ်။တချို့တွေကရှိပါသေးတယ်ခွေးချောင်းတွေလာမပြောနဲ့လာမပြောနဲ့မသိကျင်ဘူးဆိုပြီးမသိကျင်ဘူးပေါ့နော်။ဒါပေမဲ့ပုံမရိုက်ခဲ့တာတွေလည်းရှိနေတယ်။ပုံမရိုက်ခဲ့တာတွေအဲ့လိုမျိုးပုံမရိုက်ခဲ့တာတွေရှိနေလို့ဒါကျွန်တော်တမင်လမ်းတော့တင်ပြပေးရခြင်းဖြစ်ပါတယ်။ချက်ဒီမြောက်ပိုင်းလာရှုံမျိုးပေါ်မှာတော့ငွေဆက်ကူအတုတွေမကြာခဏတွေ့ရှိနေရပါတယ်။ဈေးတန်းထဲမှာတွေ့ရသလိုကျွန်တော်တို့ ဝစ်တော့ W လိုင်စင်မဲ့ကားတွေဝယ်ရောင်းလုပ်တဲ့အခါမှာလည်းတွေ့ရှိနေရပါတယ်ပြီးခဲ့တဲ့ရက်ကတော့စင်နဂါဟိုတယ်မှာလည်းကိုကန်တာတဲ့အကြဘက်တာတွေ့ဆုံမှုတွေရှိနေပြီးတော့၁၅မိုင်ချင်းရွှေဟော်နဲ့ရေဘူးဂိတ်၃နေရာစလုံးအကြဘက်တာဖွဲ့ရပြန်လည်နေရာချဖို့နဲ့စိန်ကြီးဆိုတဲ့အတန်းမှာပြန်ပြီးကြားလာရတယ်လို့ဆိုကြပါတယ်တရုတ်ကကုန်ကြေးစကားနေပြန်ပြီးဖွင့်ပေးပေမဲ့စစ်ကောင်စီဘက်ကနေတရားမဝင်ဆိုပြီးဖမ်းဆီးမှုတွေပြုလုပ်နေပါတယ် အဲ့လိုဖန်ဆင်းမှုတွေလုပ်တော့အနောက်ဆုံးစားသုံးသူဒေသခံပြည်သူတွေပဲနစ်နာတယ်ဆိုပြီးတော့ဘာတွေဖြစ်လာနိုင်ပါလဲဘာတွေဖြစ်လာမယ်လို့ထင်ပါတယ်လာကြိုးစီပေါ်လမ်းပိုင်းကတော့ကိုကန့်တပ်တွေစုခွာတယ်ဆိုပေမဲ့အသုံးပြုခွင့်ကတော့ပိတ်ထားသေးတာဖြစ်ပါတယ်ဇမန်နဲ့မနဲ့9နာရီမှာတော့လာရှိုးတက္ကသိုလ်ဖွင့်ပွဲပြုလုပ်သွားကြတာကိုတွေ့ရပါတယ်အဲအเจ้าသူအเจ้าသားတွေကနည်းနည်းပါအဲအဲ့မှာအသက်ငယ်တဲ့ ူတာဆ iam တွေဟိုးចောင်းသူចောင်းသားတွေအသွင်နဲ့ပါဝင်ပြုတ်ဆောင်ခိုင်းခဲ့တယ်လို့လည်းမြို့ကန်တွေကပြောပါတယ်ကျဲလူတွေဖွင့်ခိုင်းတာကကျူတင်မဲကျူတင်မဲအဲ့ကျူတင်မဲအကြောင်းကိုကျွန်တော်နောက်ရကြရင်ကျွန်တော်ပြောပြပါပါကျွန်တော်တို့ဘလို့လိန်ခဲ့တယ်ဆိုတာကျွန်တော်ပြောပြပါမယ်ချမ်းမြောက်မှာကြော့ပြန်တိုက်ပွဲတွေပြန်ဖြစ်လာအောင်မလားဆိုတော့ဖြစ်လာခဲ့ရင်လည်းစစ်တပ်ပဲနာမှာဖြစ်ပါဒီတော့စစ်ကောင်စီကလည်းသူမနာရတော့လေအောင်တော့တရားအထုတ်မှုတွေအခုကတည်းက ကျိုးတင်ပြင်ဆင်ပြီးဇက်တိုက်ပြုလုပ်ထားနိုင်ရည်ရှိပါတယ်။တကူတော့ကြိုပြောထားပါမယ်။ဒီတစ်ခါတကယ်လို့ဖြစ်လာခဲ့ရင်လေအိမ်မပိုင်မဲနဲ့တော့နောက်တစ်ခါဂေါ်လီလာပြီးတော့မရိုက်ပါနဲ့လို့ဒါတောင်းပန်မှာဖြစ်ပါတယ်။ဂျမန်နေ့မနေ့ပိုင်းမှာတော့လာရှုံအရှင်းမြောက်ပိုင်းတိုင်းစစ်ထာနာတို့ကနေစစ်ရရင်တစည်းနဲ့မူဆယ်ဘဲတို့လက်နက်ခဲယမ်းတွေပို့ဆောင်နေတာကိုလည်းတွေ့ရပါတယ်။မခွေတားတရရမြွန်လည်းကတော့အာရမလူသစ်စုဆောင်မှုအလဲကျောက်လာပြီးဖြစ်ပါတယ်။ဒါမဲ့ လူတွေအပတ်စဉ်အပတ်စဉ်၃၀အတွက်အင်အား၂၀၀ပေးသွင်းရမယ်ဆိုတော့ညွှန်ကြားချက်ရောက်ရှိနေပြီးတော့နောက်ဆုံးအခြေအနေကဘောလုံးအသေးသေးသာကန့်ဖန်စီခံထားပြီးဖြစ်ပါတယ်။ငွေကြေးတတ်နိုင်သူများကတော့တဦးလေး၃၀နှောင်းနဲ့ရွေးသွားတာကိုလည်းတွေ့ရပါတယ်။မကွေးမင်းဘူးအထက်မင်းလာလမ်းမကြီးမှာတော့ဝင်းကြီးချုပ်တင့်လွယ်ဦးဆောင်တဲ့အရရင်နာ၅၅စီးကံကန်ဒီကျွေးရဘက်သို့တရားမဝင်ရွေးကောက်ပွဲအတွက်မဲဆွေစီယုံရေးဆင်းနေတာကိုတွေ့ရပါတယ်။ လမ်းလုံးလုံးရေးမရှိဘဲနဲ့မိသားရင်၃လောက်နဲ့သာရဲရဲတင်းတင်းသွားလာနေတာကတော့တတော်မလာချက်မြုပ်ဆိုပြီးတော့လှုပ်ချင်တိုင်းလှုပ်နေတာဖြစ်ပါလိမ့်။ကချင်ပြည်နယ်မွန်ကြီးမြို့နယ်ကိုပင်လေးလာနိုင်ရေးကြီးရွာကိုတော့ရှမ်းနီပြည်သူစစ်တွေစိတ်ချင်တယ်လို့ဝင်ရောက်ဖျက်ဆီးမှုကိုခံနေကြရပြီဖြစ်ပါလိမ့်။ရှမ်းနီပြည်သူစစ်တွေကလည်းကြမ်းဖက်စစ်တပ်နဲ့တခြားတဲ့နှီးပါရိုင်းဆိုင်ခက်ထန်လာတာကိုလည်းတွေ့ရပါပါတယ်။ အင်းကြီးအင်ကောင်းတွေမှာဝေရောက်တက်ဆွဲထားပြီးလိုချင်တာမှန်တယ်မြရှာဖွေမွေနောက်ယူငင်နေကြတာကိုလည်းတွေ့ရပါတယ်။ချမ်းနေပြည်သူစစ်တွေရဲ့မိကျော်ပြည်သူမှုကြောင့်ပြည်သူပိုင်ရင်လေးလုံးမိလောင်ပြည်စည်းခဲ့ရပါတယ်။ဟိုပင်ဘက်မှာလည်းရေပူစမ်းတစ်ခုတော့ရှိတာမှတ်မိပါသေးတယ်။ဒါမဲ့ထုံးစံတိုင်းမှာကျွန်တော်ရောက်တော့မရောက်ဘူးခဲ့ဘူးပါဘူး။နောက်ပိုင်းတိုင်းစစ်တပ်နဲ့နေမြေတွေကနေတက်တည်ဆွဲထုတ်ထားတာတွေ့ရတယ်လို့ပြောခဲ့ပြီးဖြစ်ပါတယ်။ဇဘတာ ကတိဉာဏ်ထဲမှာတိုက်စစ်အဟုံကိုရပ်တန့်လိုအားရှိပေမဲ့လက်ရှိထိတ်ထုတ်ထားနိုင်တဲ့နယ်မြေတွေမှာတော့တရားမဝင်ရွေးကောက်ပွဲနယ်မြေလုံးကျောင်းရဲ့အတွဲဌာနပြည်သူစစ်တွေရဲ့အင်အားကိုအသုံးပြုသွားမယ်လို့ခံမှန်းရပါမင်းစစ်တပ်ခေါင်းဆောင်တဲ့ဝါရာစုပြည်သူစစ်အပွဲကို BA 80အလက်90ထပ်မံတပ်ဆင်ပေးထားတာကိုတွေ့ရပါတယ်အစိုးရလက်နက်တွေကိုနယ်မြေကတိုင်ရင်ဖြစ်တဲ့ရှလူစုခြေဆိုင်အမှတ်190ခုခြေလင်းတိုင်ရင်ကတာဝန်ခံထိန်းသိမ်းရခြင်းဖြစ်ပါတယ်စစ်ဘုံချုပ်တွေဟာတာမန် ရိုးရိုးပြူစောပြီးပေါ့နော်ဗီလူးစစ်တွေဟိုတော့ဒုတိယကမ္ဘာစစ်လက်ကျန်ကာဘိုင်းတို့ကျွန်တော်တို့ဖန်စီယာမီအလောက်ယုံပြင်းမောင်းမြန်ရိုင်ဖယ်တွေနဲ့လေကြီးရဲ့တနက်တာတာ BACD အဆက်မပြတ်တွေကိုဒါထုတ်ပေးလို့ရှိပေမဲ့နေ जा ဆောင်တက်အသွင်ပြောင်းလို့ရနိုင်နေရှိတယ်။ဌာနေပြည်သူစစ်တွေကိုတော့မီးကျုံမောင်းပြတ်တွေမဟုတ်ပဲစိတ်ယုံတုံတနက်စစ်စစ်တွေကိုတတ်ဆင်ပေးလာတာကိုတွေ့ရပါတယ်။ကရင်နီမှာဌာနေပြည်သူစစ်တွေစဖွဲ့တော့လဲကျွန်တော်အဲ့လိုကြုံခဲ့ဥပါ စပွဲတာဖြစ်တဲ့အတွက်မနေပြောရတာပါအာပေါအောင်ပြောခဲ့ရပါတယ်အဲဒီချိန်မှာဒီမိုကရေစီကလည်းပူပူနွေးနွေးရလာတာဆိုတော့စာရွေးတောင်ခက်သေးတာပေါ့ဗျာမဆိုးလဲနေမလား sorry ကကျွန်တော်ပြောခဲ့တဲ့ဖန်စီယာမီပုံစံ56တနအဆုပ်ကလေးအလက်20နဲ့တွားပြီးတော့ဖွဲ့စည်းပေးရတာဖြစ်ပါတယ်တကယ်တမ်းလုံးမဲ့ကင်မဲ့အမကန်ခေါင်းဆောင်တွေကလည်းစစ်မှုထမ်းအောင်နေဆိုတော့ဘိုးကြီးတို့တနတွေကဗျာဘလာဘလာပေါ့မကောင်းဘူးပေါ့ ဆက်လက်လိုချင်ပါတယ် RPG လိုချင်ပါတယ်စိန်ကောင်းလိုချင်ပါတယ်ပစ္စတိုလိုချင်ပါတယ်လက်ပြဘုံလိုချင်ပါတယ်လောက်တာပါသူအဲ့မှာကျွန်တော်မှာလဲဆရာကြီးတို့ဆရာလေးတို့အကိုကြီးတို့အကိုလေးတို့အင်္ဂယ်ကြီးတို့အင်္ဂယ်လေးတို့ရယ်ဘာနဲ့ကန်ပြီးကျွန်တော်တို့မှာညင်းရတယ်လဲဆိုတော့ဖြစီဘူးပေါ့ဗျာဖြစီဘူးခါပြီးညင်းရတယ်ဆိုတာရှိပါတယ်ခါပြီးညင်းခဲ့ရတယ်ပေါ့ဖြစီဘူးဆိုတာဘာလဲဆိုတော့ဖွဲ့စည်းပေါ့အဲ့မှာအခုကျွန်တော်တို့ခွေးသားသားလေးတွေပေါ့နော်အဲ့တော့ခွေးသားသားလေးတွေကအဲ့လိုဖြစီဘူး ဖွဲ့စည်းပုံလူလက်နဲ့ခဲရဖွဲ့စည်းပုံကိုင်ပြီးမြင်ရဆိုအခုဒီစစ်ဘုံချုပ်ကြီးတွေရတယ်သိရမလားအခုကျွန်တော်အဲ့ဖွဲ့စည်းပုံဖွဲ့စည်းပုံဆိုပြီးတော့စာဝစိမ်းကိုကိုင်ကိုင်ပြီးတော့ညင်းတာအဲအဲ့လိုအဲ့လိုညင်းခဲ့ရပေါ့ဒီပေါ့နော်ကျွန်တော်တို့ပြည်သူစစ်ဆိုတာလို့အဲ့လိုလက်နဲ့ဖွဲ့စည်းပုံပဲရှိပါလေစစ်လက်မတိုက်ရပါဘူးဗျာရှေးလက်လည်းမခေါ်ပါဘူးဗျာပြည်လူပဲလုံခြုံရေးလုပ်ရုံနဲ့မှာဗျာဆိုပြီးတော့မနေ့တောင်းပန်ပြီးတော့ဖွဲ့စည်းခဲ့ရတာဖြစ်ပါတယ်ကျွန်တော်မှလည်းမဆက်ပြီးဖော်ကြောလောက်လောက်ရတာပေါ့ အဲ့လိုပေါ့ဗျာကျွန်တော်တို့မှသာရှိရင်တက်ဆင်ပေးခြင်းပါလေပေါ့ကျွန်တော်တို့တိုင်ရင်မှလည်းဒုံကြီးတင်ကားတွေလေးရင်တွေလိုချင်တာပေါ့ဗျာဘာညာဘာညာဘလာဆိုပြီးတော့မနေ့တောင်းပန်ပြီးတော့အလုပ်ပြအောင်ဖွဲခဲ့ရတာဖြစ်ပါတယ်ဒါအစပိုင်းပေါ့ပါနောက်ပိုင်းကျတော့ကျွန်တော်တို့ရွာထဲသွားရင်တော့မှပဲဖျားပွဲစားပွဲဆိုရင်တို့တွေကစစ်တပ်ထဲတောင်ပို့ပြီးတော့စစ်တပ်ပါသေးတယ်စစ်တပ်ထဲတောင်ပို့ပြီးစစ်တပ်သေးတယ်အဲဒါဘာပြောနေတာလဲဆိုတော့ကျွန်တော်တို့လက်နဲ့အရသာ အဲ့လိုရှိပါတယ်အဲ့လိုရှိတယ်တကယ်အကောင်းပြောတာပါလက်နဲ့ရတာအဲ့လိုရှိပါတယ်ကဲဆက်ရမယ်ဆိုရင်ကျွန်တော်အခုဒီမဘကဖီလူစစ်ကိစ္စနဲ့ဆက်ရမယ်ဆိုရင်ကျွန်တော်ရရှိထားတယ်အာရိုလို့ခေါ်တဲ့လက်နဲ့ထုတ်ယူခွင့်အမိန့်နဲ့အမှန်လေးပြည်စာလို့ခေါ်တဲ့ထုတ်ယူရရှိပြည်စာတွေရသုံးတာကြည့်ပါမယ်စေရုံးချုပ်ကျွန်တော်တို့ကြီးတာဝန်ဌာနခွဲကနေယခုလနိုဝင်ဘာလ၂ရက်နေ့မှာတပည့်ကျွန်တော်ဆက်လက်နဲ့ပြည်စီညွှန်ကြားမှုရောရအမိန့်နိုဝင်ဘာလ၆ရက်နေ့မှာအတီးဒီခွင့်ပြုမိန့်ထုတ်ပေးခဲ့တာဖြစ်ပြီးတော့အဲ တမန်အမျိုးသားဖြစ်တဲ့အတွက်ဆုံးရှုံးမှုအကြောင်းတစ်ခုခုကြောင့်အစားထိုးထုတ်ပေးခြင်းဖြစ်ပါတယ်။အဲ့ဒီအရာတွေလည်းကျွန်တော်တို့ဒီပြေစာတွေကိုကြည့်လိုက်မယ်ဆိုရင်သိရပါတယ်။ကေလာကေဆိုရင်တော့ဒါကျွန်တော်တို့အခုမှအသစ်ဆက်ဆက်ပေါ့နော်ဖွဲ့စည်းပုံအရာအသစ်ထုတ်ပေးတာအဲဆိုတာတော့ loose လို့အတူကောက်သုံးတယ်လို့တော့အကြမ်းမြင်သိရပါတယ်။အဲအဲ့ဒါဒါပျက်စီးဆုံးရှုံးမှုပေါ့နော်တစ်ခုခုကြောင့်အစားထိုးပြီးတော့ထုတ်ပေးတာပေါ့။ စစ်တပ်ကလည်းကြီးစံ2000မဲထုတ်ထုတ်3000မဲထုတ်ထုတ်ကားတစီးစာပဲထုတ်ထုတ်ဆောင်းလျက်ကျွန်တော်ပြောတဲ့အိမ်မှာကြီးမိတ်ပြီးရင်ကကနဲ့ညွန်ကြားမှုအမိတ်အဲ့အမိတ်2ဆောင်းလုံးစုံပြီးဆိုရင်တော့မှပဲကျွန်တော်တို့တိုင်းစစ်ဌာနချုပ်ကထောက်ခံချက်ပြီးရင်ကျွန်တော်တို့လမ်းခီးမှာလုံလောက်တဲ့အဆောင်ရောက်ပါကြောင်ထောက်ခံချက်အဲ့ဒါတွေနဲ့တွားပြီးတော့ထုတ်ရအလုံးရုပ်ပါအဲ့ဒီအကြောင်းတော့ကျွန်တော်ကြုံရင်ကြုံသလိုပြောပြပေးပါအောင်မယ်ကျအခုပြောရတာတော့ကျွန်တော်တို့ဒီစစ်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 ဆုံးရှုံးကြောင်ဖြစ်နိုင်သလိုအလုံယုံပြင်မရတွေအပ်ပြီးကမှပြန်ထုတ်ရတာလည်းဖြစ်နိုင်ပါတယ် အဲသူတို့စတင်ထုတ်ပေးထားတဲ့တက်တန်းတို့လက်နက်တွေကိုပေါ့နော်တက်တန်းတို့လက်နက်တွေကိုအစားထုတ်ထုတ်ပေးတာလို့လည်းယူဆရပါတယ်ထုတ်ပေးတဲ့ပြည်သားရအကြည့်လိုက်ရင်ကျွန်တော်တို့ complete set မဟုတ်ပဲကြီးအိမ်တောင်မပါပါဘူးတနက်ကြီးတက်တက်ထုတ်ယူလာတာကိုတွေ့ရပါတယ်စေယူတဲ့နေရာမှာလည်းရန်ကုန်ကနေမြကြီးငါဒီမြမလေးချောင်းလိုင်းကိုဒါအသုံးပြုသွားတဲ့အတွက်အရက်ပဲလေးရင်နေလည်းရှစ်လက်နဲ့ပစ္စည်းတွေတဲဆောင်နေခြင်းဆိုတာကိုပါထပ်မံတွေ့ရှိရပါတယ်နောက်တစ်ချက်ကတော့မြောက်ပိုင်းတိုင်းစစ်လာကြုံအတွင်းမှာ နေနေကဆက်လက်တဲ့ပစ္စည်းတက်ဖြစ်တဲ့အမှတ်140ဆက်လက်တဲ့ပစ္စည်းတက်ခွက်ကနေထုတ်ယူရတာမဟုတ်တာကအထူးသားမဟုတ်သေးပါဘူး။ထားပါအောင်ဒါပြောစီမှာဒီလိုမျိုးလက်နဲ့အသိမရှိလို့ MCD လည်းမဟုတ်လို့မရှိသေးလို့ဆိုပြီးထားလို့ရပါသေးတယ်။ဒါပေမဲ့ကျွန်တော်တို့အထက်မြန်မာပြည်အောက်မြန်မာပြည်ပင်မဆက်လက်တဲ့ပစ္စည်းတက်တွေဖြစ်တဲ့မန္တလေးနဲ့နမောက်ပင်မတက်ကြီးတွေမှာမထုတ်ယူတာကတော့အနည်းငယ်စမ်းနေတယ်လို့ရှိပါတယ်။ ကျွန်တော်တို့ပုံမှန်အပြည့်ဆိုရင်အထက်မြန်မာပြည်ကမန္တလေးမှာထုတ် အောက်မြန်မာပြည်ကနမောက်မှာထုတ်အဲ့လိုမျိုးပိုင်းခြားတာချင်းဖြစ်ပါတယ်ကျွန်တော်တို့ဇန်ကုန်တိုင်းစစ်တမ်းသားကျောင်းအင်းနိုင်ရှိဆိုင်အမှတ်၁ဆက်လက်နဲ့ပစ္စည်းတိုင်ရင်ဒီတွားရောက်ထုတ်ယူရတာကိုတွေ့ရပါတယ်ကြည်သာရကြည့်လိုက်မယ်ဆိုရင်လည်းကျွန်တော်တို့နိုဝင်ဘာလ17ရက်နေ့မှာနမ်မနယ်မြေကန်တိုင်ရင်ကဘဝီတယောက်ထုတ်ယူသွားတာတွေ့ရတဲ့အတွက် မိုးကောင်းခြေဆိုင်အတက်မှာသုံးရက်လက်အောက်ခံတပ်ရင်းတွေအသက်ပါအခြားသောကြီးကြံကတ်တပစ္စည်းအချို့ကိုလည်းတပါးတည်းထုတ်ယူတာမျိုးတွေရှိနေနိုင်ပါသေးတယ်အဆိုပါလက်နဲ့အလက်90ဦးတော့မင်္ဂလာတုံ၄စိတ်ကနေယခုလနိုဝင်ဘာလ19ရက်နေ့မှာတည်ဆောင်သွားခဲ့ပြီးတော့ကချင်ပြည်ပြည်နယ်အတွင်းဟာဌာနေပြည်သူစစ်တွေကိုလက်နဲ့အစ်စ်ဆက်ဆက်တွေတပ်ဆင်မှုဖြည့်တင်းမှုတွေလှုံ့ဆော်နေတာကိုတွေ့ရှိရပါကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာ စလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။စိုက်ပွဲရှိရေအောင်ပွဲရှိရေ